ဟယ်လိုမင်္ဂလာပါဒီကောင်းချက်မှကြပါရဲ့လားရှင်ဒီနေ့ဖို့ကတော့လေကွန်မန့်တစ်ခုမှလာမေးထားတဲ့ reverse တွေကိုပဲချိန်မှာဟောရမလဲဆိုတဲ့မိကွန်းလေးကိုပြန်ဖြေပြီးသွားမှာဖြစ်ပါတယ်နော်တကယ်တော့ terror တွေမှာဘယ်နည်းလမ်းနေနဲ့ reading လုပ်ရမယ်လို့တော့ပုံသေးကားချက်တော့မရှိဘူးပေါ့နော်ဒါပေမဲ့ reverse တွေကိုဟောမယ်ဆိုလို့ရှိရင်ပေါ့နော် reverse တွေရဲ့အတိတ်ပဲဆိုလိုချက်တွေအပြင် upright တွေရဲ့အတိပဲဖွင့်ဆိုချက်တွေကိုတည်တည်ချာချာရှင်းရှင်းလင်းလင်းသိထားဖို့တော့လိုတယ်ပေါ့နော်ကိုက upright တွေရဲ့အခြေခံအချက်တွေကိုတည်တည်ချာချာစောက်ကင်သိထားမှသာ reverse တွေနဲ့တွဲပြီးတော့အတူတကွ reading လုပ်လို့ရတဲ့အနေထားပေါ့နော်တချို့ terror reading လုပ်တဲ့လူတွေက reverse တွေကိုသူတို့က upright မှာနောက်ထပ် layer အသစ်တစ်ခုပေါ့နော်အလွှာအသစ်တစ်ခုကိုပေါင်းစပ်သလိုထည့်သွင်းပြီးတော့သူတို့က reading လုပ်ကြတယ်ပေါ့ upright နဲ့ reverse ကိုဆက်ဆက်ပြီးတော့ပေါ်တဲ့သဘောမျိုးတွေပေါ့နော် upright တွေရဲ့အဖြေတွေအပေါ်မှာသူကဖြစ်နိုင်ခြေတွေနဲ့ပေါင်းဆက်ပြီးတော့ reverse တွေနဲ့ယောပြီးတော့ဆက်ဆက်ပြီးတော့ဟောတဲ့ပုံစံမျိုးတွေပေါ့ဒါကလူတိုင်းတော့မဟုတ်ဘောနော်တချို့ reader လုပ်တဲ့လူတွေပေါ့ reverse တွေကဘာကို သူက နောက်ထပ်ပြပေးတယ်လဲဆိုလို့ရှင် energy block ဖြစ်နေတဲ့ဟာတွေ ဘဝရဲ့အကောင်းအဆိုးရောနေတဲ့မညီမျှမှုတွေကိုလည်းပြသနိုင်တယ်လို့ဆိုကြတယ်ပေါ့နော် reverse cut တွေကအဲ့တော့ blood energy တွေနဲ့ပတ်သက်ပြီးသူကအဖြေထုတ်ပေးနိုင်တယ်ဆိုတဲ့ဟာကိုဥပမာအနေနဲ့ပြရလို့ရှင်ပေါ့နော် tree of ကနေပြောကြတယ်ပေါ့ terror ရဲ့အယူအဆအရာဆိုလို့ရှင်ရင်ဒီ reverse ဆိုတဲ့ cut တွေကပေါ့နော်ဒီ upright တွေနဲ့ဖြောင်းမြန်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးကို ပြောကြတယ်ပေါ့ဒါပေမဲ့ဥပမာအနေနဲ့ပြောရင်ဒီ3 of cup မှာဆိုလို့ရှိရင်ပေါ့နော်သူ့ရဲ့ upright ကသူက team work ကိုပြောတယ် connection တွေကိုပြောတယ်အဲဒီလူမှုပတ်ဝန်းကျင်ထဲမှာ communication တွေထဲမှာ connection ကိုသူကပြောတယ်ပေါ့နော် positive communication တွေကိုသူကပြောတယ်ဒီ healthy connection တွေကိုသူကပြောတယ်ပေါ့အဲ့အရာမျိုးတွေကိုသူ့ရဲ့ upright ကပြောတယ်ပေါ့နော်အဲ့တော့ reverse အနေနဲ့ပြောရရင်သူကပြောင်းမြန်ဖြစ်သွားတဲ့အခါကျတော့ ထင်းဘွားတွေပြိုကွဲသွားတာတို့သက်ဆံရည်တွေပြတ်တောက်သွားတာတို့ပေါင်းတင်ဆက်ဆံရည်တွေမှာ negative တွေဖြစ်လာတာတို့အဲ့ရမျိုးတွေကိုသူ့ရဲ့ reverse မှာ ပြောတယ်ပေါ့ဒါပေမဲ့သူကဘာလို့ထပ်ပြီးတော့ပြလဲဆိုလို့ရှင်ဒီ team work တွေထဲမှာဒီပေါင်းတင်ဆက်ဆံရေးတွေထဲမှာတယောက်နဲ့တယောက်ဒီ ူပါဝင်ချင်းမှာဆက်ဆံတဲ့ communication တွေကြားထဲမှာ तू က block ဖြစ်နေတဲ့ဟာကိုလည်းပြတယ်ဆက်ဆံရေးပြတ်တောက်သွားတာမဟုတ်ဘဲနဲ့ဆက်ဆံရေး block ဖြစ်နေတာပေါ့ပိတ်ဆို့နေတာတွေအဲ့လိုမျိုး connection တွေပိတ်ဆို့နေတာတွေထင်းမွက်ကြီးတစ်ခုလုံးကပြိုကွဲသွားတာမဟုတ်ဘဲနဲ့ရှေ့ဆက်လို့မရအောင် block ဖြစ်နေတဲ့ပုံစံမျိုးတွေကိုလည်းဒီ reverse ကပြတယ်ပေါ့เนาะအဲ့တော့ဒီ trio cut မှာဆိုလို့ရှိရင်သူဟာ ူ့ရဲ့ upright တွေကိုပြောင်းပြန်အနေထားဖတ်တဲ့အပြင်ခုနပြောခဲ့သလို energy block ဖြစ်နေတဲ့ဟာမျိုးတွေကိုလည်းသူဟာဆက်ဆက်ပြီးဖတ်လို့ရတဲ့ပုံစံမျိုးကိုဒီ reverse ကပြရတယ်ပေါ့နော်နောက်တစ်ခါအနေနဲ့ဥပမာပြောရမယ်ဆိုလို့ရှိရင်ဒါက night of the wars နော်အဲ့ဒီ night of the wars ကိုကြည့်မယ်ဆိုလို့ရှိရင်လေသူ့ရဲ့ upright ကဘာလဲဆိုတော့ခါကြတော့သူဟာသူ့ရဲ့ဘာရဲ့ ညီမန်းချက်တွေပန်းတိုင်တွေသူလိုချင်တာရဖို့အနေထားတွေအတွက်သူဟာရဲရဲဝံ့ဝံ့တတ္တိရှိရှိနဲ့အချိန်ပြင်းပြင်းနဲ့ရှေ့ကိုရှိသမျှအရာအားလုံးကိုရင်ဆိုင်ကျော်လွှားထိုးဖောက်ပြီးတော့အချိန်ပြင်းပြင်းနဲ့သွားနေတယ်လို့သူ့ရဲ့ upright ကဒါပြောတယ်ပေါ့နော် အဲ့တော့သူ့ရဲ့ reverse မှာဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့ရေရေရင်ရင်နဲ့အရာရာကိုထိုးဖောက်ရင်ဆိုင်ပြီးသွားနေတဲ့အခါကျတော့အရန် break ဖြစ်တဲ့အခါကျတော့ဒီ reverse မှာရေရင်မှုဟာရိုင်းဆိုင်မှုဖြစ်သွားတယ်ပေါ့နော်ရိုင်းဆိုင်ခက်ထန်တဲ့အနေ ထားဘက်ကိုရောက်သွားတယ်နောက်တစ်ခုကလိုချင်တာရဖို့အတွက်ကိုဆိုလို့ရှိရင်ဘာမဆိုလုတ်တက်တဲ့လူစားမျိုးတွေဖြစ်သွားတတ်တယ်ဒါသူ့ရဲ့ reverse ပေါ့နော်အဲ့တော့ဒီကကြခဲ့လို့ ဒီ upright တွေနဲ့တွဲပြီးတော့ reverse ကိုဟောမယ်ဆိုလို့ရှိရင်ဒီလိုခုနရိုင်းဆိုင်နာတွေခက်တန်နာတွေခင်ရဆိုင်နာတွေလိုချင်တာအတွက်ဘာကိုမှမကြည့်တတ်တဲ့ဟာတွေအပြင်သူဟာဘာကိုထပ်ပြီးတော့လို့ရလဲဆိုလို့ရှိရင် imbalance ဖြစ်တာကိုပြောလို့ရတာပေါ့နော်သူကဘဝအတွက်ရဲရဲရင်းရင်းနဲ့လိုချင်တာရအောင်ယူနိုင်တဲ့ဒီ reverse မှာတစ်ဖက်မှာဒီလူတွေဟာလိုချင်တာရဖို့အတွက်ဘာမစိုး လုတ်တတ်တဲ့လူစားမျိုးတွေခက်ထန် ရိုင်းဆိုင်တဲ့လူစားမျိုးတွေဖြစ်သွားတတ်တယ်အဲ့ဒီနှစ်ခုရဲ့ဂျားထဲမှာ imbalance ဖြစ်နေတဲ့ဟာကိုသူဟာ upright နဲ့ reverse ဂျားထဲမှာဒီတစ်ခုကိုသူကထည့်ပြီးတော့ဟောပြောလို့ရတယ်ပေါ့နော်လုံးဝပြောင်းပြန်ကြီးမဟုတ်ပဲねဒီမတူညီတဲ့ဇယိုက်နှစ်ခုကြားထဲမှာ imbalance ဖြစ်နေတဲ့အနေအထားပေါ့နော်အဲ့တော့ဒီကပ်ပိုင်ရှင်တွေဟာရဲရင်ချင်းနဲ့ရိုင်းဆိုင်ချင်းကြားထဲမှာ imbalance ဖြစ်နေသလိုနောက်တစ်ချက်က လိုချင်တာရဖို့အတွက်အင်တိုက်အားတိုက်စ조사ပြီးတော့ရယူနေတဲ့ပုံစံမျိုးဘဝအတွက်အင်မတန်မှ조사တယ်သူရဲ့ရည်မှန်းချက်အတွက်အင်မတန်မှကြိုးစားတဲ့ဒီဘက်ကပုံစံပေးမယ်။တစ်ဖက်မှာကြတော့လိုချင်တာရဖို့အတွက်ဘာမဆိုလှုပ်တတ်တဲ့လူစားမျိုးအဲ့ဒီလိုမျိုး upright နဲ့ reverse ချားတဲ့မှာဒီပြောင်းမြန်တဲ့အတဲ့ချားတဲ့မှာနောက်တစ်ခုကအဲ့ imbalance ပေါ့မညီမျှတဲ့အနေအထားတွေကိုသူကအဲ့လိုမျိုးပြောပြလို့ရတယ်ပေါ့နော်။ ဒီစိတ်ဓာတ်နှစ်ခုကြားထဲမှာမညီမမျှဖြစ်နေတဲ့ပုံစံမျိုးကိုသူကထည့်သွင်းပြီးတော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ upright ကအကောင်းနေဆိုလို့ရှိရင် reverse မှာကြာတော့ပြောင်းမြန်နေမှာမကောင်းတာတွေဖြစ်တယ်ခုနဒီဟာဆိုလို့ရှိရင်ရဲရင်နဲ့တတ္တိရှိတယ်ဒီဘက်မှာကြာရိုင်းဆိုင်နဲ့ခတ်ထန်တယ်အဲ့လိုမျိုးဖြစ်တဲ့အခါခုနလို imbalance ကကြာဝင်လာတဲ့အခါဘာကိုပြောကျင်တယ်လဲဆိုတော့သူ့ရဲ့ဒီဘက်က မကောင်းတဲ့အနေအထားအရန်ခက်ထန်ကြံတန်းပြီးတော့မကောင်းတဲ့အနေအထားကိုသူဟာနည်းနည်း short ပေါ့ပေးလိုက်တဲ့ပုံစံမျိုးတချို့ reverse တွေလောက်တတ်တယ်ပေါ့နော်ခုန imbalance ဆိုတာမျိုးကသူ့ရဲ့ဒီဘက်ကရိုင်းဆိုင်ကြံတန်းမှုကိုသူက short ပေးလိုက်တဲ့ပုံစံမျိုးနောက်တစ်ခုကဒီဘက်ကဒီ team work တွေပြိုကွဲသွားတဲ့ခါပြိုကွဲသွားတယ်ဆိုတဲ့ထဲကလုံးဝပြိုကွဲသွားတဲ့ပုံစံကြတော့မကောင်းပေါ့နော်အဲ့တော့သူကဘာကို short short ပေါ့ပေါ့သူကဝင်ပြီးကပေးလိုက်လဲဆိုတဲ့အခါကြတော့ block ဖြစ်နေတဲ့အနေအထားကို तू ကလျှော့ပေးလိုက်တယ်ပေါ့နော်အဲ့တော့ရမ်းကြီးမကောင်းတဲ့အနေအထားကို तू ကနည်းနည်းလေးဖြေလျှော့ပေးတဲ့ပုံစံမျိုးကို तू ကပြတယ်ပြိုကွဲသွားတဲ့အနေအထားထဲဒီ team work ကြီးဟာအလုံးလုံးလို့မရပဲနဲ့တယောက်နဲ့တယောက် block ဖြစ်နေတဲ့ပုံစံမျိုးကိုပြတဲ့အခါကျတော့တခြားကတ်တွေနဲ့တွဲပြီးတော့ဒီ block ဖြစ်နေတာလေးကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့နီလန်းလေးတွေနဲ့ဆက်ဆက်ပြီးတော့ပြောလို့တော့နည်းနည်းပါပါရတယ်ပေါ့နော်အဲ့ဒီခါကျတော့လုံးဝ ပြိုကွဲပျက်စီးသွားတာထဲစားလို့ရှင်ရင်ဒီဘက်ကပြန်ပြီးအဖတ်ဆဲလို့ရတဲ့အနေထားမျိုးပေါ့သူကထုံးကိုနည်းနည်းရှော့ပေးလိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီပုံစံမျိုးတွေကို reverse ကသူကထပ်ပြီးတော့ပြောတဲ့အနေထားဆိုတော့တကယ်လို့ကိုဟာ reverse နဲ့ upright ကိုဆက်ဆက်ပြီးတော့ဟောကျင်နေဆိုလို့ရှင်ရင်ဒါမျိုးတွေကထည့်ပြီးတော့ ဟောလို့ရတဲ့အနေအထားမျိုးကိုသူကရှိတယ်ပေါ့ဘဝရဲ့ပြဿနာအဖြေတွေကိုရှာတဲ့နေရာမှာဒီ reverse လေးတွေနဲ့တွဲပြီးတော့အကောင်းဆိုးကိုရှင်တွဲပြီးတော့ကိုကဟောကျင်ပြောကျင်တယ်ဆိုလို့ရှိရင်ဒီလိုဂျားနေအချက်ကလေးတွေကိုလည်းထည့်သွင်းဟောလို့ရတယ်ဆိုတာမျိုးတွေကို reverse ကပြတယ်ဘယ်အချိန်မှာဟောရမလဲဆိုလို့ရှိရင် g upright နဲ့ reverse ကိုဆက်ဆက်ပြီးဟောတဲ့နေရာတွေမှာသူကအဲ့လိုမျိုးတွေဟောလို့ရတဲ့ပုံစံမျိုးပေါ့နော် နောက်ဥပမာကတ်တစ်ခုကတော့ tree of sorrows ပေါ့နော်ဒီကတ်ရဲ့ upright မှာဆိုလို့ရှင်သူကမကောင်းတာတွေပေါ့ပြောရရင်ထီးကြံတာတွေဆုံးရှုံးမှုဖြစ်တာတွေနဲ့သစ္စာဖောက်ခံရတဲ့ပုံစံသစ္စာဖောက်မှုတွေကိုဒီကတ်ကပြတယ်ပေါ့ဒါကသူ့ရဲ့ upright ကမကောင်းတဲ့ဘက်အချမ်းကိုပြတယ်ပေါ့နော်အဲ့တော့သူက reverse မှာဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့နှလုံးသားရေးရာပြေလည်သွားတာအထီးကျန်မှုကနီးလွတ်မြောက်သွားတာစိတ်တူတွေရသွားတာ ဆုံးရှုံးမှုတွေကနေပြန်လဲပြီးတော့နလန်ထူလာတာပေါ့နော်အဲ့တော့ upright နဲ့ရှင်တွဲပြီးတော့သူ့ကိုဟောမယ်ဆိုလို့ရှိရင်ဘာတွေကိုကိုကပြောလို့ရလဲဆိုတဲ့ခါကျတော့ပြီးခဲ့တဲ့ဆုံးရှုံးမှုတွေကနေအဲ့ဒီသင်္ကန်းစားတွေအတွေ့အကြုံတွေကနေကိုကိုဒီဘက်မှာ ပို့ပြီးတော့ကောင်းမွန်မှန်ကန်တဲ့ဘဝတွေကိုဖန်တီးပေးနိုင်တာမျိုးအထီးကျန်ဘဝကလွတ်မြောက်ပြီးတော့ချစ်သူ ရခဲ့လို့ရှိရင်အဲ့ဒီအချစ်ကို ပို့ပြီးတော့တံပိုးထားတက်လာတာမျိုးအဲ့လိုမျိုးတွေကို သူကဒီ upright နဲ့ reverse ကိုဆက်ဆက်ပြီးတော့ဟောလို့ပြောလို့ reading လုပ်လို့ရတယ်ပေါ့နော် မကောင်းတာကဒီဘက်မှာဆုံးရှုံးမှုတွေဒီဘက်မှာကဆုံးရှုံးမှုတွေကနေပြန်လဲနလန်ထူလာတာဒီဒီကြားထဲမှာကအဲ့ဒီဒီဘက်ကအတွေ့အကြုံတွေနဲ့ဒီဘက်ကိုပို့ပြီးတော့ကောင်းမွန်အောင်တွန်းအားပေးတဲ့ပုံစံမျိုးတွေကိုသူကကြားထဲထည့်လို့ရတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ ပြောချင်တာကထဲရိုလုတ်တဲ့အခါမှာ reading တွေလုတ်တဲ့အခါမှာပေါ့နော်ဒီ reverse တွေကိုဘယ်အချိန်မှာ reading လုတ်လို့ရတယ်လဲလို့မေးခွန်းကို ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှင်ထဲရို reading လုတ်တဲ့အခါမှာ rule မရှိဘူးအဓိကသိရမှာကဒီကတ်ရဲ့ပုံမှာပါတဲ့အရာတွေအားလုံးရဲ့ဖြည့်ရှင်းချက်တွေကိုတည်တည်ချာချာသိရမယ် reverse တွေကိုလည်း တကယ်တမ်းကြာရင်တိထားတော့ပိုကောင်းတယ်ပေါ့နော်အဲ့ဒါမှတစ်ခါတလေကြာရင်ကိုဆက်ဆက်ပြီးတော့အဖြေထုတ်တဲ့အခါမျိုးတွေမှာလဲလှုပ်ချင်ရင်လှုပ်လို့ရတယ်ပေါ့ပိုပြီးပြည့်စုံတယ်ပေါ့ပြောရမယ်ဆိုလို့ရှင်လောကဘဝဆိုတာကအကောင်းနဲ့အဆိုးတွေကအကုန်တွန်းတွဲနေတာကောင်းတာရှိတယ်လို့ဆိုတာရှိတယ်အဲ့လိုတွန်းတွဲနေတဲ့အခါကျတော့အကောင်းကြီးကြီးပဲဆိုလို့ရှင် ကိုယ့်ရဲ့ဟောပြောချက်တည်းဟာဒါမပြည့်စုံတဲ့ပုံစံမျိုးပေါ့နော်လူဆိုတာကတော့အကောင်းနေကြီးပဲလိုချင်ပေမဲ့လည်း အကောင်ကြီးပဲဖြစ်နေတဲ့ဘဝရဲ့လိုအပ်မရှိတဲ့အခါကြတော့ဒီ terror ကိုလေ့လာတဲ့အခါမှာ upright တွေကိုလေ့လာတဲ့အပြင် reverse တွေကိုပါသိထားဖို့လိုတယ်လို့တော့ထင်တာပဲပေါ့နော်ဆရာမအနေနဲ့ကဒါပေမဲ့သိထားတဲ့ဆိုပေမဲ့ကို reading လုပ်တဲ့အခါမှာဒီ reverse တွေဟာထည့်ပြီးတော့ဟောခြင်းလဲရတယ်မဟောခြင်းလဲရတယ် rule မရှိဘူးပေါ့နော်ခုနအဲ့ဒါအကြောင်းလာမေးတယ်ဒီ reverse တွေကိုဘယ်ချိန်မှာ ဟောရမလဲလို့ မေကွန်းကိုဖြေရမယ်ဆိုလို့ရှိရင်တော့ကိုထစ်ဟောကျင်လဲရတယ်မဟောကျင်လဲရတယ် reverse ကိုလုံးဝဖယ်ထုတ်ထားပြီးကိုဘက်ကို upright တွေနဲ့သွားမယ်ဆိုလဲသွားလို့ရတယ်ကိုကိုမေကွန်းမေးလာတဲ့လူရဲ့အမေးတွေကိုဒီ upright တွေအနေနဲ့လဲကိုဖြေလို့ရတယ် yes or no မေကွန်းနေအနေနဲ့လဲကိုဖြေလို့ရတယ်ပေါ့နော်ဒါမှမဟုတ် ကိုကိုရိုင်းကဒီ upright နဲ့ reverse တွေကိုရောရှက်ပြီးတော့အဖြေထုတ်ရတာကြိုက်တဲ့လူစားမျိုးလို့ဆိုလို့ရှိရင်တော့ reverse တွေကိုထည့်သွင်းပြီးတော့ဟောခြင်းပြောခြင်း reading လုပ်ခြင်းလို့လည်းရတယ်ပေါ့နော်အခုဒီပြခဲ့တဲ့၃ကကတော့အဲ့ဒီလိုမျိုး upright နဲ့ reverse တွေကို ရောပြီးတော့အဖြေထုတ်ခြင်း reading လုပ်ခြင်းတဲ့လူတွေအတွက်ဒီလိုမျိုးတွေဆက်ဆက်ပြီးတော့ reading လုပ်လို့ရတယ်ဆိုတဲ့ဥပမာတွေကိုပြချင်တာပေါ့နော်ဒါဥပမာပေးတဲ့ကတ်ကလေးတွေပေါ့အဲ့တော့နောက်ဆုံးပိတ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် reverse တွေကိုပဲချိန်မှဟောရမလဲလို့မေးလို့ရှိရင်ဟောကျင်လဲရတယ်မဟောကျင်လဲရတယ်ကိုထည့်ကျင်လဲရတယ်မထည့်ကျင်လဲရတယ်နီလန်တီတီကြကြ မရှိဘူးပေါ့နော်ကိုရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်တယ်ကို reverse တွေကိုထည့်သွင်းအသုံးပြုမလားအသုံးမပြုဘဲနဲ့ upright တွေ ကိုပဲအဓိကထားပြီးအသုံးပြုမလားအဲ့ဒါကတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်တယ်ပေါ့နော် ဆိုတော့အဲ့ဒီမေးခွန်းလေးကိုဆရာမဖြေပြီးပြီလို့ထင်ပါတယ်ပေါ့နော်ခြေရူမှာတော့ထဲ့ကိုထဲ့ရမယ်ဆိုတော့ရူမရှိဘူးအဲ့တော့ခြေရူကလွတ်လပ်ပါတယ်ကတ်တီရဲ့အတိတ်ပဲဖွင့်ဆိုချက်တွေကိုတည်တည်ချာချာသိဖို့ပဲလိုပါတယ်။ကတ်ခင်းတာလဲကိုယ့်ရဲ့စိတ်ကြိုက်ခင်းလို့ရပါတယ်။ reverse တွေထည့်မယ်ဆိုရင်လည်းကိုယ့်ဘာကိုထည့်ခြင်းလည်းရပါတယ်မထည့်ခြင်းလည်းရပါတယ်အဲ့ဒီအတွက်ကြောင့်အရာအားလုံးဟာကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်တဲ့အတွက်ဒီ reverse တွေဟာသုံးမယ်မသုံးဘူးဆိုတာတော့မိမိရဲ့ဆုံးဖြတ်ချက်သာဖြစ်ပါကြောင်းလူဆရာမကပြောကြင်ပါတယ်ရှင်အဲ့တော့အဲ့ဒီမေးခွန်းလေးအတွက်ဒီဗီဒီယိုလေးနဲ့ပြန်ဖြေပေးလိုက်ပါတယ်နော်ဒီနေ့ဒီဗီဒီယိုလေးကိုဆရာမကတော့ဒီမာတွေမယ်ရပ်ပါပြီရှင်လုံလောက်မယ်လို့လည်းထင်ပါတယ်ရှင် ဆက်ဆက်ရရအစဉ်ပြေကြပါစေရှင်။ညီကောင်းချမ်းမာကြပါစေရှင်။